မင်္ဂလာပါရှင် Channel 24ရဲ့ Weekly News Season ကနေကြိုဆိုလိုက်ပါတယ်ဒီတစ်ပတ်မှာလေဘသူတွေကဘာတွေပြောခဲ့တယ်ဘယ်နေရာမှာဘာတွေဖြစ်ခဲ့တယ်ဆိုတဲ့အကြောင်းလေးကိုစုစည်းတင်ပြပေးသွားအောင်ပါဖြစ်ပါတယ်ပထမအဆုံးသတင်းတစ်ပုဒ်အနေနဲ့နှစ်ပေါင်း၈တန်းခန့်တက်တန်းရှိတဲ့လင်းမိုင်နယ်တူတဲ့ရုပ်ကျင်းကိုတွေ့ရှိခဲ့တဲ့အကြောင်းကိုတင်ပြပေးခြင်းပါတယ် ပီရူးနိုင်ငံမှာသက်တမ်းနှစ်ပေါင်း၈တန်းကနေ၁၂တန်းကြားရှိတဲ့ရှေးဟောင်းလင်းမိုင်နဲ့တူတဲ့ရေနေသရဝါရုပ်ကျွင်းအယိုစုကိုလီမာမျိုးအော်ကျူကာဂျီတဲခန်နိုင်ရမှာတွေ့ရှိခဲ့တယ်လို့ပြီးခဲ့တဲ့စက်တင်ဘာလ၁၉ရက်နေ့ထုတ်ပြန်ချက်တွေရသိရပါတယ်။အဆိုပါယိုစုအကျဉ်းချက်တွေကိုပီရူးနိုင်ငံလီမာမြို့တော်တောင်ဘက်မှာရှိတဲ့အော်ဂျူကာဂျီတဲခန်နိုင်ရမှာဇူလိုင်လကရှာဖွေတွေ့ရှိခဲ့တာပဲဖြစ်ပါတယ် သူတွေတွေရဲ့ယူဆချက်အရအဲ့ဒီနေရာကနှစ်ပေါင်း45တန်ခန့်ကပင်လယ်ပြင်ဖြစ်ခဲ့တယ်လို့ဆိုခဲ့ပြီးတော့ပီရူပီနဲ့ဘူမိဗေဒတတ္ထုတွင်တဲ့တတ္ထုဗေဒအင်စတီကျူကနေသူတွေတွေကတော့ဒီရှာဖွေးတွေ့ရှိမှုကအတိတ်ကပထဝီဝင်အနေထားနဲ့ထောင်စုနှစ်များအတွင်းမှာကုန်းမီဘလို့ဆက်ဆက်ပြောင်းလဲသွားတယ်ဆိုတာနားလည်စေဖို့အကူအညီပေးတယ်လို့ဆိုပါတယ် အလားတူ2025ခုနှစ်အစောပိုင်းကလည်းပြည်တွင်းနိုင်ငံရဲ့တဲကန်နာယာဒေတာမှာနှစ်သက်တမ်း9သန်းရှိတဲ့ငမန်းဖြူမျိုးစိတ်ကိုတွေ့ရှိခဲ့ပြီးတော့တဲကန်နာယာကိုရှီဟောင်းအနဝါမျိုးစိတ်တွေအတွက်တင်ကြိုင်းတစ်ခုဖြစ်သတ်မှတ်ခဲ့တယ်လို့လည်းသိရှိရပါတယ်ရှင်။ရိုးရလက်ဝဲသမားသွေးလင်းထက်က1 Friday 5 126ပြိုင်ပွဲမှာ Thai Fighter Sam A နဲ့ရှင်ပြိုင်ထိုးသက်မယ်ဆိုတဲ့သတင်းကိုတင်ပြပေးပါမယ်။ မြမယူရလက်ဝေးသမားသွေးလင်းထက်က1 Friday fight 126ပြိုင်ပွဲမှာထိုင်းနိုင်ငံသားတပိုင်း fighter Sam A နဲ့ရှင်ပြိုင်ထိုးတက်ရမှာဖြစ်တယ်လို့သိရပါတယ်1 Friday fight 126ပြိုင်ပွဲကိုလာမယ့်စက်တင်ဘာလ26ရက်နေ့မှာထိုင်းနိုင်ငံဘန်ကောက်မြို့မှာရှိတဲ့ကဘာကျော်လုံမနီအားကစားရုံမှာကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်အနိုင်ပွဲတွေစတင်ရရှိနေတဲ့မြမယူရလက်ဝေးသမားသွေးလင်းထက်ကထိုင်းနိုင်ငံသားတပိုင်းဖိုင်တာဆမ်အင်းနဲ့ရှင်ပြိုင်မှုအတွက်အရင်ပွဲတွေလိုပဲပုံမှန်ပြင်ဆင်ထားပါတယ် ျွန်တော်ဝိတ်တန်းမှာချန်ပီယံဖြစ်ချင်တဲ့အတွက်ဝိတ်တန်းတွင်တော့ဘယ်သူကမဆိုအနိုင်ထိုးသွားမယ်လို့အင်တာဗျူးတစ်ခုမှာအခုလိုပဲဖြေကြားခဲ့ပါတယ်။သွေးလင်းထက်ကအခုချိန်ထိ1ချန်ပီယံရှစ်လောက်မှာ6ချိန်တိုင်တိုင်ရှင်ပြိုင်ခဲ့ပြီးတော့တပွဲရှုံးနေကအောင်ပွဲ9ချိန်ရရှိထားသူလည်းဖြစ်ပါတယ်။ထားနိုင်ငံရဲ့သမိုင်းဖိုက်တာတဦးလို့သတ်မှတ်ခံထားရတဲ့ဆမ်အေက1ချန်ပီယံရှစ်မှာ73ချိန်ရှင်ပြိုင်ခဲ့ပြီးတော့9ပွဲအနိုင်ရက4ပွဲရှုံးထားတယ်လို့သိရပါတယ်ရှင်။